စံကြဲသောကံလေးမျိုးလောက၌ပုဂ္ဂိုလ်လေးမျိုးရှိ၏တမကောင်းမှုပြုပြီးဒုက္ခရီသွားသောပုဂ္ဂိုလ်နှင့်မကောင်းမှုပြုပြီးဒုက္ခရီသွားသောပုဂ္ဂိုလ်သုံးကောင်းမှုပြုပြီးဒုက္ခရီသွားသောပုဂ္ဂိုလ်လေးကောင်းမှုပြုပြီးဒုက္ခရီသွားသောပုဂ္ဂိုလ်တို့ဖြစ်ကြသည်ထိုပုဂ္ဂိုလ်လေးမျိုးကိုအစွဲပြု၍အယူအဆလေးမျိုးဖြစ်ပေါ်လာခဲ့သည်ပထမပုဂ္ဂိုလ်သည်သမထကျင့်စဉ်ကိုကျင့်ပြီးနောက်ဒိဗ္ဗစကုပ္ပိဉ္ဉ္ရခဲ့၍လွန်ခဲ့သောဘဝကိုမှတ်မိနေခဲ့သည်ထိုကား မိမိရှိဘောကိုပြန်လည်ဆင်ញင်ကြည့်တော့အခါမကောင်းမှုပြုပြီးအပယ်လေးပါးသို့လာရပုံကိုမြင်တွေ့ပြီးနံပါတ်၁ဖြစ်တဲ့အယူဆွဲကိုပြင်းစွာဆွဲလန်းပြီးအခြားသောယူကိုညှင်းပယ်လေသည်ဒုတိယပုဂ္ဂိုလ်သည်သမထကျင့်စဉ်ကိုကျင့်တော်မူပြီးဒိဗ္ဗစကုအပိညာဉ်ကိုရရှိခဲ့၍လွန်ခဲ့သောဘဝကိုမှတ်မိနေခဲ့သည်ထို့အခါမိမိရှိဘောကိုပြန်လည်ဆင်ញင်ကြည့်တော့အခါမကောင်းမှုပြုပြီးနတ်ပြည်သို့လာရပုံကိုမြင်တွေ့ပြီးနံပါတ်၁ဖြစ်တဲ့အယူဆွဲကိုပြင်းစွာဆွဲလန်းပြီးတခြားသောယူကိုညှင်းပယ်လေသည် တတိယပုဂ္ဂိုလ်သည်တမထကျင့်စဉ်ကိုကျင့်ပြီးဒိဗ္ဗစကုအပင်ရှင်ကိုရရှိခဲ့၍လွန်ခဲ့သောဘဝကိုမှတ်မိနေခဲ့သည်ထို့အခါမိမိ၏ရှေးဘဝကိုပြန်လည်ဆင်ခြင်ကြည့်သောအခါကုသိုလ်ကောင်းမှုပြုပြီးနတ်ပြည်သူလာရပုံကိုမြင်တွေ့ပြီးနမတုံးဖြစ်တဲ့အယူဆွဲကိုပြင်းစွာဆွဲလန်းပြီးတခြားသောအယူကိုညှင်းပယ်လေသည်သရုပ်ပုဂ္ဂိုလ်သည်တမထကျင့်စဉ်ကိုကျင့်တော်မူပြီးဒိဗ္ဗစကုအပင်ရှင်ကိုရရှိခဲ့၍လွန်ခဲ့သောဘဝကိုမှတ်မိနေခဲ့သည် ထိုအခါမိမိရှိဘောကိုပြန်လဲဆင်ခြင်ကြည့်သောအခါကုသိုလ်ကောင်းမှုပြုပြီးအပယ်လေးပါးသို့လာရပုံကိုမြင်တွေ့ပြီးနံပါတ်၄ဖြစ်တဲ့အယူဆွဲကိုပြင်းစွာဆွဲလန်းပြီး အခြားသောယူကိုညှင်းပယ်လေသည်ထိုဘုတ်ကို၄ဦးကံနှင့်ပတ်သက်ပြီးအယူဆွဲများကိုဗုဒ္ဓမြတ်စွာကဝေဖန်စီစီ၍အောက်ပါအတိုင်းကံကြိုးပေးပုံများကိုဟောကြားခဲ့သည်တဲ့မကောင်းမှုပြုတိုင်းအပယ်လေးပါးလာရသည်ဟုသောအယူဆွဲကတတိချဆွဲလန်းနေခြင်းသည်မမှန်ကန်ပေထိုသူသည်ရှေးမကောင်းမှုကံကြောင့်တော်လကောင်း တေဂန်ဤမိစ္ဆာဒိဋ္ဌိယူချောင်းတော်၎င်းအပေလာရတတ်သည်ထို့ပြင်မြတ်ဘွား၌ပြုခဲ့သောမကောင်းမှုကံသည်မြတ်ဘွား၌တော်၎င်းဒုတိယဘွား၌တော်၎င်းတတိယဘွားမှစ၍အခါခွင့်တင်၌ဆိုကြိုပေးတတ်သည်နှင့်မကောင်းမှုပြုပြီးဒုက္ခရီတွားရသည်ဟုသောအယူဆွဲကတတိချဆွဲလိုက်နေခြင်းသည်မမှန်ကန်ပေထိုသူသည်ရှေးဘွားတုန်းကကုသကောင်းမှုပြုခြင်းကဲ့သို့တေဂန်ဤ၌ရေနာမြတ်သုံးပါးကိုယုံကြည်၍နိုင်ရသူကလေးတို့လာရတတ်သည် ထို့ပြင် မြမဘွား၌ပြုခဲ့သောမကောင်းမှုကံသည်မြမဘွား၌တော်၎င်းဒုတိယဘွား၌တော်၎င်းတတိယဘွားမှစ၍ကာခွင့်တင်၌ဆိုကြိုပေးတတ်သည်၃ကောင်းမှုပြုပြီးသူကိသွားသည်ဟုသောအယူဆွဲကတတိယဆွဲလိုက်နေခြင်းသည်မမှန်ကံပေထိုသူသည်ရှေးဘွားတုန်းကကုသိုလ်ကောင်းမှုပြုခြင်းကဲ့သို့တေဂဏီ၌ယန္နာမြတ်သုံးပါးကိုယုံကြည်၍နိုင်ရသူကိသို့လာရတတ်သည် ထို့အပြင်မြမဘွား၌ပြုခဲ့သောကောင်းမှုကံသည်မြမဘွား၌တော်၎င်းဒုတိယဘွား၌တော်၎င်း တတိယဘဝမှာစပြည့်အခါခွင့်တင်နိုင်အကျိုးပေးတတ်သည်လေးကောင်းမှုပြုပြီးဒုက္ခရသွားသည်ဟုသောအယူဆွဲကတတိယဆွဲလိုက်နေခြင်းသည်မမှန်ကန်ပေထိုသူသည်ရှေးဘဝတုန်းကပြုခဲ့သည်မကောင်းမှုကံကြောင့်သော၎င်းဒေဂန်ဤမိစ္ဆာဒိဋ္ဌိအယူကိုယူခဲ့မိသောကြောင့်သော၎င်းအပစ်လာရတတ်သည်ထို့အပြင်မြတ်မောဘဝ၌ပြုခဲ့သောကောင်းမှုကံသည်မြတ်မောဘဝ၌သော၎င်းဒုတိယဘဝ၌သော၎င်းတတိယဘဝမှာစပြည့်အခါခွင့်တင်နိုင်အကောင်းကျိုးပေးတတ်သည်ဤသို့ ံကြိုးပေးစမ်းကြဲသွားရခြင်းမှာဇောစိတ်ကြောင့်ဖြစ်သည်။တမန်အားဖြင့်ဇောသည်ခုနှစ်ချိန်ဇတိုက်ဖြစ်လေရှိသည်။ပထမဇောစေနာသည်မြတ်မောဘုရားမှာပင်ကြိုးပေးသည်။စာလိုပြောရသောဒိဋ္ဌဓမ္မဝေဒနိယကံဟုခေါ်သည်။တတမဇောစေနာသည်ဒုတိယဘုရားမှာကြိုးပေးသည်။စာလိုပြောရသောဥပပစ္စဝေဒနိယကံဟုခေါ်သည်။အလေဇောစေနာငါးချက်သည်တတိယဘုရားမှာစာ၍နိဗ္ဗာန်မရောက်မခြင်းကြိုးပေးတတ်သည်။စာလိုပြောရသော အပရပရိယဝေဒနိယကံဟုခေါ်သည်။မြတ်မောဘုရားမှာ အကျိုးပေးအမိကံကအကျိုးပေးခွင့်မရတော့လဲအောဒီကံဖြစ်သွားသည်ဒုတိယဘဝမှာအကျိုးပေးမိကံဒီလဲအကျိုးပေးခွင့်မရတော့လဲအောဒီကံဖြစ်သွားသည်အောဒီကံဟူသည်အကျိုးမပေးတော့သောအချင်းနှီးဖြစ်သွားသောကံကိုဆိုလိုသည်အလဲသောစေနာကဘဝဆက်ဆက်အခါခွင့်တင်၌အကျိုးပေးတတ်သည်ဥမာယနေ့ခေတ်လိုကာလဝိပရိ၌ဘဝပေါင်းများစွာကပြုလုပ်ခဲ့သော အကုသိုလ်ကံများသည်အကျိုးပေးဖို့ရအခွင့်အလမ်းများနေတတ်ကြသည်ထို့ကြောင့်တတ်နိုင်ဆုံးစိတ်ကိုဖြူစင်အောင်ထား၍မြတ်တာပွားနေဖို့ရန် လိုအပ်လာပေသည်ပြည်စုံတောင်ကူကိုကမဟာကမ္မဝိပင်္ဂသောကမ္မဝိပင်္ဂသော